ုံအားလုံးမမင်္ဂလာပါကိုပေါ်ဂိမင်း Facebook Page နဲ့ YouTube Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေဗျဒီနေ့ဗီဒီယိုလေးကတော့တောင်းဟောဆက်34ရဲ့အကောင်းဆုံးနဲ့တိုက်လို့အဆင်ပြေဆုံး Fireball Attacking လေးကိုတိုက်ပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe မလုပ်ရသေးရင် Subscribe Link နဲ့ပြီးတော့ဝင်ရပေးပါဦး Subscribe လုပ်ပြီးညီကိုလေးတယောက်ရှင်းစီတောင်းလို့ကျေးဇူးများကြီးတင်ပါတယ်ကဲတော့ Let's Go Brother ကျွန်တော်ရဲ့ချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ โอเคပရမအောင်စုနေနဲ့ကိုဘောတိုက်ပြမဲ့ဘီလီယာဆိုတော့တဟွန်း14တော့ဖြစ်နေပြီသူရဲ့ eagle တွေကလည်း level match တွေဖြစ်နေပြီအဲ့ဒါလေးကိုဘောတိုက်ပြပြမှာဖြစ်ပါတယ် inferno ကလည်း level match လောက်ဖြစ်နေပြီဗောနော်ဒါပေမဲ့တိုက်ပြဖို့တဟွန်း13မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်14ကိုတိုက်ပြပေးသွားမှာဖြစ်ပါတယ်14ဆိုတော့ပိုပြီးတော့မှတိမ်မုံတို့အတွက်အဆင်ပြေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါလေးပဲကျွန်တော်တိုက်ပြပေးသွားမှာဖြစ်ပါတယ်ကဲတော့ let's go brother ကျွန်တော်စာပြီးတော့မှ fire ball attacking လေးပြပေးမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ attack လေးကိုနေလိုက်မယ်ဆိုလို့ရှိရင်တော့ကိုဘောလက်ရှိသုံးထားတဲ့ equipment လေးတော့ပြပြပေးမှာဖြစ်ပါတယ်ပရမအောင်စု game မှာဆိုလို့ရှိရင်တော့ကျွန်တော် aquinas spiky ball ကိုထည့်ထားတယ်ကိုင်းမှာဆိုလို့ရှိရင်တော့ healer နဲ့ ချမ်းရဲ့အဲ့လိုထဲထားတာဖြစ်ပါတယ်။သိမ်းမောင်တို့ကဒါကွေးမဆိုလို့ရှိရင် action finger လေးရှိလို့ရှိရင်တော့ဒါ healer နေရာမှာအစားထိုးပြီးတော့ action finger ကိုထဲလို့ရတယ်။ဒါကိုဘောတော့ action finger မသုံးမနဲ့ healer နဲ့ချမ်းရဲ့အဲ့လိုသုံးထားတာဖြစ်ပါတယ်။ပြီးတော့ကျွန်တော် water မဆိုလို့ရှိရင် rage နဲ့ fire ball သုံးထားတယ်။ wire champion မဆိုလို့ရှိရင်တော့ကျွန်တော်တို့က rocket spear နဲ့ဒိုင်းကလေးနဲ့ကိုသုံးထားတာဖြစ်ပါတယ်။ကိုဘောသုံးထားတဲ့ true တွေဆိုလို့ရှိရင်တော့ဒီနေရာမှာသိမ်းမောင်တို့က rocket ball နဲ့အစားထိုးပြီးတော့သုံးလို့ရတယ်။ကိုဘောတော့ super minion 16ကောင်နဲ့တိုက်ပြပေးတော့မှာဖြစ်ပါတယ်။ spare ဆိုလို့ရှိရင်တော့ကိုပြော spare ကိုကျွန်တော်ခွတ်နှလုံးယူထားပြီးတော့ cc ကနေတော့ထပ်ပြီးတော့မှထည့်ထားပေးတယ်။ ်ပြီးတော့ကျွန်တော် Aquish နှလုံးနဲ့ Jan Spelly တစ်လုံးပြီးရင်တော့ဒီ Wolfric ကလေးကတော့ကိုဘောနှလုံးထည့်ထားတယ်ဗောနော် Okay အဲ့တော့ကျွန်တော်ညီစာပြီးတော့မှတီးလိုက်ကြအောင်ကိုဘောတို့အရင်ဆုံးအနေနဲ့ဒါ Fireball ကိုပြစ်မဲ့ဟာလေးကိုအရင်ဆုံးရွေးရရွေးပေးရမယ်ဗောနော် Brother တို့ကဝါးထဲကိုမဝင်မနဲ့အပြင်မှာရွေးရင်လည်းရတယ်ဒါကိုဘောကတော့ဒါအပြင်မှာကြည်လာပြီးတော့ပြီးဆိုတော့ကိုဘောဘယ်နေရာကိုလိုချင်လဲဆိုတော့ကိုဘောကတော့ဒီကျွန်တော် Eagle တက်တက်ကိုလိုချင်တာဖြစ်ပါတယ် Fireball အဲ့နေရာရောက်ဖို့တော့ကိုကျွန်တော်ဝါဒန်လေးကိုနည်းနည်းစိတ်ရှိရှိနဲ့ဝေါ်ပေးရမယ် Eagle ကိုပြင်ရင်လည်းကောင်းတယ်ပြီးတော့လို့ချင်ဒီဘက်က Inferno လောက်ကိုထိရင်လည်းမဆိုးပါဘူးဒါပေမဲ့ ဲ့ eagle ကိုထိရင်တော့အကောင်းဆုံးဖြစ်ပါတယ်အဲဒါကြောင့်မကိုဘောကဒီရှေ့ကနေပြီးတော့မှဒီ warden လေးကိုဝော့မှာဖြစ်ပါတယ်ကဲအရင်ဆုံးနေတဲ့ကျော် warden လေးကိုဒီ enemy queen တက်တက်မှာချလိုက်မယ်နောက်ကနေ healer လေးတွေချပေးမယ်ပြီးဟန်အနာလေးတစ်ကောင်ထည့်ပေးလိုက်မယ်ဗျာ okay ဒါဆိုရင်တော့ကျွန်တော်တွေ queen ကိုရပြီနော်အဲ့ဒီမှာကိုဘောတော့အေးစစ်စစ်လေးနဲ့ဒါ warden လေးကိုကိုလိုချင်တဲ့နေရာပေါ့ကိုလိုချင်တဲ့နေရာကျတော့ဒီကိုတော့ဒီ eagle တက်တက်ဆိုတော့နည်းနည်းလေးစောင့်ပေးရမယ်အဲ့မှာသိမ်းမောင်တို့အားစိုက်ရှင်းပါရှင်းလေးဒါလုပ်လို့ရတယ်နော်ဒီနေရာမှာဒါမျိုးလေးတွေစိုက်ရှင်းလို့ရတယ်စူပါမီနီယံလေးတွေကိုလိုက်ဖြတ်ပြီးတော့ ဒါ rocket ball လို့သုံးထားတဲ့သိမ်းပုံတွေကတော့ဒီနေရာမှာ rocket ball လို့ခြေပြီးတော့မှ side ရှင်းလို့ရပါတယ်။ဒီ side ရှင်းတဲ့နေရာမှာဆိုလို့ချင်တော့ defend နေပဲ rocket ကသွားတာဖြစ်တဲ့အတွက်ကြောင့် side ရှင်းတဲ့နေရာမှာအကောင်းဆုံးကတော့ super minion တော့မဆိုးဘူးဗျ။ Okay နော်ဒါကိုတော့ AC လေးသွားမယ်။ဟုတ်ပြီ။အဲ warden လေးသွားနေတဲ့နေရာအမှန်နဲ့ဗျ။တော်လေးလည်းအဆင်ပြေတယ်နော်။ Okay ။အခုတော့ကိုပြောက် spell လေးကင်ထားမယ်နော်လက်ထဲမှာ။ဟုတ်ပြီ။အာ အဲ့ဆိုကိုကိုပြောစပဲဒီမှာချမယ်နော်လုံးဝတက်တက်ကိုကျုံးမယ်ပြီးတော့ကျွန်တော် aquish လေးနှလုံးထည့်ပေးလိုက်မယ်ဒါဆိုတော့ကိုတို့လိုချင်တဲ့ eagle လေးရမယ် bia ဒါ main defense နေလည်းရမယ်အဲ့ပါ eagle ကသွေးတဝက်လောက်ကျန်နေကိုတို့ကဘာလို့ပြရမလဲဆိုတော့ giant arrow နဲ့ပြစ်ပေးလိုက်မယ်ဗျာယော့ okay ဒါဆိုတာယာသွားပြီနော်ဒီမှာကိုတို့တေချာလေးကြည်ဟန်အနာလေးထည့်ပေးမယ်ပြီးတော့ super minion လေးလက်ချလို့ရတယ် ac စီလေးတွားလို့ရတယ်နော်ပြဿနာမရှိဘူးဒီဘက်ကနေကိုတို့က super minion လေးချလိုက်မယ်နော် okay ကိုင်းရတဲ့တာယာလေးဖြစ်နေပြီနော်တိတ်ပေါ့ ယ်။ဘယ်နေရာမှာကင်းလေးထည့်မလဲဆိုတော့ကိုပိုးကတော့ဒီနေရာလေးမှာကျွန်တော်ကင်းလေးထည့်ပေးလိုက်မယ်ဗျ။ Okay ။ပြီးတော့ကျွန်တော်ကင်းလေးထည့်မယ်။စူပါမီနီယံလေးထည့်တယ်။ Nice ။ပြီးတော့ကျွန်တော်ကင်းဗလဒီကတ်မြန်မြန်လေးပဲပေးလိုက်မယ်။ Okay ။ဒီနေရာမှာ brother တို့ကဒီ silver လေးကိုပဲထည့်ပေးမယ်နော်။ strong similar နဲ့တော့မရှာနဲ့ silver လေးကိုပဲကိုလိုချင်တဲ့ဒီဘက်ကနေပြီးတော့အာတေချာလေးချိန်ပြီးတော့ရှာပေးမယ်ဗျ။ Okay ။ queen လေးကိုကိုဘောတို့ကအာယုံစိုက်ပေးမယ်နော်။ โอเคကျွန်တော်ခုပြောင်းစပယ်လေးတစ်လုံးရှားလိုက်တယ်နော်လောကတောင်ဟုတ်ကသွေးတစ်ဆက်လေးထည့်ရင်တော့မှတောင်ဟုတ်ကပြိုတော့မှာဗျโอเคတောင်ဟုတ်ကျိုးပါပြီနော်အဲဆိုကိုတို့ဘာလုပ်မလဲဒီဘက်ကနေပြီးတော့ဝိုင်းရန်ချန်ပီယံလေးကျွန်တော်ရှားခြင်းတော့ရတယ်မချခြင်းလည်းပြဿနာမရှိတော့ဘူးဒါပါလဲဆိုတော့ firewall ကောင်းလို့ရှိရင်ကွာ true ကအများကြီးပို့တယ်ဗျာသိလားစပယ်ဒီလည်းကိုဘဒီမှာဆိုပို့သေးတယ်ဒါထရုတွေလည်းအများကြီးပို့နေသေးတယ်တတရာလေးနဲ့ပဲဒါ brother တို့က fire ball တွေနဲ့မှပြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ attacking လေးကတော့တော်လေးဟိုမှာကောင်းပါတယ် လုံးဝတိုက်ရတာလဲအဲ့လောက်ကြီးခက်ခဲတဲ့ထဲမှာတော့မပါဘူးနော် brother တို့ဒါလေးကိုတိမ်မောင်တို့ကြည့်ပြီးတော့မှ try မယ်ဆိုရင်အဆင်ပြေမယ်နော်တိမ်မောင်တို့ okay ဒါကဘောတောင်းဟိုအိမ်ကြီးတွေပဲကျွန်တော်စက်ကိုနေပဲ fireball တွေပြပြနေတော့အောက်ကဒီ73 74သမားလေးရဲ့အတွက်လဲကဘောတီးတန့်အချောင်းမူဗီဒီယိုလေးလုပ်ပေးတာဖြစ်ပါတယ် โอเคကိုဘောတောင်းတဲ့တပည့်ကိုထပ်ပြီးတော့မှတိုက်ပြပေးဦးမယ်ဒီပြရဆိုလို့ရှိရင်တော့ကိုဘောဒီတောင်း73နဲ့ပဲတိုက်ပြပေးမှဖြစ်ပါတယ်ဆောနာအတက်ကင်းလေးနဲ့ပြပြီးတော့မှ3ပြပေးမယ်အဲဒါဆိုရင်ကျွန်တော်ကဒီမှာကျတဲ့ fireball ပြည့်မဲ့နေရာလေးကိုဘယ်နေရာလောက်ကိုယူရမလဲတခြားလေးကြည့်ပေးမယ်ကိုဘောကတော့ဒီနေရာလေးကိုကြိုက်တယ် scatter shot တက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်က scatter shot ရှာမယ်ဆိုရင် eagle လည်းမရဘူး cc လည်းမရဘူးအဲ့ဒါလေးကိုတော့ကိုဘောတော့အခက်လေးနဲ့တွေ့မယ် ါပေမဲ့ပြဿနာတော့မရှိဘူးအဲ့နေရာလေးရှလိုက်မယ်ဗျာနော်ကျွန်တော်ကတော့โอเคအဲ့တော့ကျွန်တော်တို့ဖိုင်ယာဘောနေရာပဲယူရမှာဆိုတော့ကျွန်တော်လေးတရားစဉ်းစားရမလို့ AC လေးရှလိုက်ရုံပဲဝါဒန်လေးကိုကိုရှချင်တဲ့နေရာလေးထည့်မယ်ပြီးတော့ဟီလာလေးထည့်မယ်โอเคနားလေးစောက်မယ်နော်ပြီးတော့ကျွန်တော်ဆိုင်ရှင်းပါရှင်းလုပ်မယ်ဒီနေရာမျိုးကြတော့ဆိုင်ရှင်းဖို့အဆင်ပြေနော်ဟာโอเคနှကောင်လေးရှထားပေးနော်ကိုဘစူပါမီနီယံโอเคအရင်ဝါရန်နဲ့ကတ်လို့ရှိရင်လေ तू ကအဲ့လိုမျိုးလိုက်သွားရပါတော့ဝါရန် ဲ့လိုမျိုးလိုက်သွားတက်တယ်ပေါ့โอเคအဲ့တော့ကိုတို့ပြစ်ချင်တော့ပြစ်လို့ရပြီနော်စပယ်လီဒီဘက်တစ်လုံးဒီဘက်တစ်လုံးโอเคရပြီနော်အကွစ်တွေကျွန်တော်နှလုံးရှာမယ် yes အဆင်ပြေသွားပြီဗျာโอเคအဲ့ဆိုတော့အဆင်ပြေသွားပြီကိုဘဒီဘက်ကနေပြီးတော့ကင်းရှာပြီးတော့ eagle ကိုမချင်မလို့ရသေးတယ်အဲ့တော့ water on ac ကျွန်တော်လွတ်အောင်ကြွအောင်သွားအောင်ကျွန်တော်လွတ်ထားပေးလိုက်အောင်နော်โอเคအဲ့စေးလေး water သွားပါစေ ဒီတော့ကဘောဒီနီယာနေပြီးတော့မှအာစူပါမီနီယာလေးနှစ်ကောင်ကျွန်တော်စိုက်ရှင်းအောင်ပဲထပ်ပြီးတော့သေးကြအောင်ဂိမ်ဒီတော့ကဘောဒီနီယာနေကွင်းအဗလတီတခါလဲပွင့်လိုက်မယ်ပြီးသွားရင်ကျွန်တော်ကင်းထည့်မယ်โอเคကင်းရဤကစီကိုသွားစီခြင်းတယ်โอเคရှစ်ဖို့ကောင်းပါပြီဗျကျွန်တော်ကင်းရတော့ကျွန်တော်ကင်းရတော့ရှစ်ဖို့ကောင်းသွားပြီဗျအဲဒါလေးတကောင်ထည့်မယ်ကဲ โอเคဒီဘက်ကနေကိုကစီးပွားရလေးရှာမယ်နော်ဘီယန်ကြီးကိုတော့လောစရာမလိုဘူးပြအဲ့အလေးတစ်ခုကတော့သိထားရမယ်โอเคဒီနေရာမှာကျွန်တော်ကင်း ability ဖွင့်လိုက်မယ်ရောဒီကစူပါမီနီယံလေးနဲ့လက်ပစ်မယ် inferno လေးတွေကိုဟိုရဲ့ warden လေးကတော့စိတ်မကောင်းစွာနဲ့ပဲကြွားသွားခဲ့ပြီနော်โอเคကိုရတော့အဆင်ပြေနေသေးတယ်ဒါဆိုကိုတို့ဒီဘက်ကနေပြီးတော့ဝိုင်းရရှမ်ပီယံရှာမယ်ဝိုင်းရရှမ်ပီယံဗလာဒီတန်ဖွင့်မယ်ဗျโอเค ကို freezing လေး h4 ကိုလမ်းပြီးတော့ကတ်ထားပြီးမယ် super minion လေးနဲငယ်လေး okay ကိုကျော်စပယ်လေးရှာတယ်နော်ညော့နောက်တစ်လုံးတက်အောင်မယ်တဟုံးလေးကိုယူမယ်ဗျ super minion တက်ထည့်တယ် okay လှထားပေးအောင်မယ်ခဏလေး yes အဲ့ဆိုတော့ တော်လေးတည်ကြသွားပြီလို့ပြောလို့ရတယ်နော်နေမတော်လုံးဝအစ်ပြေးသွားပြီတော့ကျွန်တော်တို့ဒီ14နဲ့14ကိုတိုက်တာဆိုတော့14ကလည်း match နီးနီးလောက်ရှိတော့စပယ်ဒီပါညာအကုန်လုံးကတော့သုံးရမယ်နော်အင်းအေးစစ်စစ်ပဲကွင်းကိုတာယာနေချက်လေးကိုတစ်ချက်ရှိုးလိုက်ပါနော်ကွင်းလေးကဝှစ်ချိန်လေးလှတော့ဒါတော့မှကိုကတော့စပယ်တလုံးပို့သေးတယ် wall freight လည်းမချရသေးဘူးနော်ဒါလေးက73 tracking လေးအတွက်ကို fire bomb နဲ့ထည့်ပြီးတော့ကျုံးမယ်ဆိုရင်တော့လုံးဝ share ပဲဗျာ ဆောင်ရမိုက်တယ်ကိုဘောပြောသလိုပဲဒီနေရာမှာ brother raw rocket ball လူတွေကိုလည်းအစားထိုးပြီးတော့မှသုံးလို့ရတယ်ကိုဘောကတော့ super minion လေးကိုပို့ပြီးတော့ခြိုက်လို့ကျွန်တော် super minion လေးထည့်ထားပါတော့။ Okay ဒါလေးကတော့တောင်းဟွန်းဆက်လေးအတွက် rocket ball လူနဲ့တွဲထားတယ်ကျွန်တော် fireball attacking လေးဖြစ်ပါတယ်။ဒီမှာဆိုလို့ချင်တော့ကိုဘော rocket ထည့်တာပြီနော် rocket ball လူ20နဲ့နှလုံးပါတယ် healer 9កောင် super warframe နှလုံးချမ်းဟန်တာဆိုလို့ချင်တော့3កောင်တော့ပါမယ်ဟန်ဟန်တာလေးကနည်းနည်းလေးအရေးကြီးတဲ့အတွက်ကြောင့်မလို့ hero လေးတက်တဲ့နေရာမှာတီချာလေးကျွန်တော်ရှာပေးနိုင်ရေလုံးဝအဆင်ပြေရဲ့ဗျ။ဒီမှာဆိုကိုဘောက jam spell လေးတစ်လုံးယူထားတယ်ပြီးတော့ကျွန်တော်ဒီမှာဆိုလို့ချင်ပျောက်ကြီးကကျွန်တော်ရှောက်လုံး ုံမဲ့ယူတယ်။ Aquish နှလုံးထဲတယ် Freezing ထဲတယ်။စီစီမှာဆိုလို့ချင်တော့ကျွန်တော် Fairness နှစ်ကောင်နဲ့ဒီမှာပြီးမယ်ဆိုရင်ကျွန်တော်ဒီ VK လေးတစ်ကောင်ထပ်ထည့်ပေးတာတယ်။ကျန်တာတော့ Rate Freezing ကျွန်တော်ပြီးရင်ထုံးစံတိုင်း Seaver ရဲ့ပဲသုံးမယ်နော်။ ။ Equishman ကတော့ Sona Han နဲ့တပုံစံနဲ့ပဲကိုရော Action Fin ကမတုံးချင်ရင်လောလောဆယ် Healer လေးထည့်ပြီးတော့တုံးလို့ရတယ်။ Okay သဲမောင်တို့က Action Fin ကရှိလို့ရှိရင်လည်းအခုလိုမျိုး Action Fin ကကိုပြောင်းပြီးတော့မှတုံးလို့ရတယ်။ကိုရော Level 16လောက်ဆိုရင်တော့ထည့်ပြီးတော့မှတုံးလိုက်တော့မယ်။ Okay အဲ့တော့ Let's go brother ကို14 attack ကိုတစ်ချက်တော့သွားပြီးတော့မှကြီးလိုက်ကြအောင်ပြ။ Okay ဒါမျိုးပေးဆိုလို့ရှိရင်တော့ brother တို့က Fireball ကိုပဲရွေးချယ်တင်တယ်။တော်တော်လေးလှတဲ့အနေထားကိုလည်းတွေ့ရသလို Defend နဲ့အကုန်လုံးကလည်းအစုလိုက်အပြုံလိုက်ကြီးဆိုတော့တော်တော်လေးကိုမှအောင်မိုက်တယ်ဗျ။ဒါကိုပေါ့ဒါမျိုးပေးဆိုဘာမှမကြည့်တော့ Fireball ပဲကျွန်တော်ကတော့ Okay အဲ့တော့ကျွန်တော် Rocket လေးနဲ့စိုက်ရှင်းတာမ ယ်တိချကိုယ်တို့ rocket ball လို့ရင်းတိချဆိုင်ရှင်းမယ် fireball ကိုကိုဘောတို့လိုချင်တဲ့ဘယ်နေရာလောက်ကိုအရင်ဆုံးရွေးမှာ fireball ရှာမယ့်နေရာကိုအရင်ဆုံးရွေးဒီနေရာမှာဆိုလို့ရှိရင်တော့ကိုဘောကတော့ fireball ကိုဘယ်နေရာကိုကြိုက်လဲဆိုရင်တော့ scatter shot ကိုကြိုက်တယ်ဒါမှမဟုတ် CC ကလည်းအရှိမှရှိရဲဆိုတော့ fireball ကိုနည်းနည်းလေး ဒီလောက်လောက်ကနေပြစ်ပေးမအောင်အဆင်ပြေမယ်ဗျာနော် Fireball ဝေးဝေးလေးရှာမအောင်မိုက်မယ်အဲ့တော့ဒီနေရာကိုရှာမယ်ဆိုရင်ဘာတွေရနိုင်လဲဆိုလို့ရှိရင် Inferno Single တွေ CC တွေ Scatter Shot တွေ Eagle တွေတော်တော်များများလေးကိုရနိုင်တဲ့အတွက်ကြောင့်မလို့ကိုပေါ်တာဒီနေရာလေးကိုရှာမယ်တကယ်လို့ Brother တို့ကဒီ Eagle တက်တဲ့ကိုရှာမယ်ဆိုရင်တော့ဒီဘက်ကဟာရရမယ်နော် CC တော့မရပါဘူးတလားအဲ့ကြောင့်မို့ကိုပေါ်က Scatter Shot နေရာလေးကိုရွေးလိုက်တယ်နော် Okay အဲ့တော့ Let's go Brother တို့ကြော်ရိုက်စပြီးတော့ဒီလိုက်ကြအောင်ဗျာ ပျောက်ကြီးကတော့ရှောက်လုံးပေါ့နော်သိမ်းပေါင်းတို့ကကိုရဲ့ကိုအောင်မဲ့ defend နေရအရန်များလို့ရှိရင်တော့ပျောက်ကြီးကိုထပ်ပြီးတော့မှတိုးလိုက် ပြီး freeze လေးကိုရှော့လိုက်ပေါ့နော်အဲ့လိုမျိုးလေးလုပ်လို့ရတယ် okay warden လေးကို ground လေးပြောင်းမယ်နော် brother တို့ warden လုံးဝအဲမသုံးဘူးနော်ဒါသိမ်းပေါင်းတို့မှားမှာဆိုလို့ sona 73မှာလဲကျွန်တော် ground ပဲသုံးတယ်နော်ကဲအဲ့တော့ကျွန်တော်တို့ warden လေးရှာမယ် healer လေးတွားမယ် okay စိုက်ချင်းတဲ့ကကြလို့ရှိရင်တော့ brother တို့ကဒီ rocket ball လူတွေကိုစီစီရှေ့မှာသွားပြီးတော့မရှနဲ့စီစီထွက်လာလို့ချင်း warden နဲ့တော်တော်လေးအလုံးရှုပ်သွားမယ်အဲကြောင့်စိုက်ချင်းချင်းကျွန်တော်ဒီဘက် down လေးတွေအာ CC နဲ့ဝေးတဲ့ဘက်ကနေဒါစိုက်ချင်းမယ်ဆိုအဆင်ပြေတယ်နော်မဟုတ်လား air bomb လေးတွေဒါလေးဆိုရှင်းလို့ရတယ်ကျွန်တော်အမ်ဒါမျိုးလေးတွေအဆင်ပြေတယ် okay အာ okay good တယ်နော်ဒါလိုတွေဒါလိုတွေအဆင်ပြေတယ်ကိုယ်ဒီမှာအဆောလို့ချင်းကျွန်တော် fire ball ရှာမယ်နေရာလေးကိုကျွန်တော်တို့ထေချာလေးကြည့်လို့ရမယ်နော် okay လာပြီနော် brother တို့လာတော့မယ်နော် CC ထွက်လာတော့မလားရှင်နေလေးတစ်ချက်ကြည့်လိုက်အောင်မယ်ခဏဒီတစ်ချက်ဆိုမသေးကြသေးဘူး okay ဒါဆိုသေးကြပြီ yo aquish နှလုံးဒါဆိုကျွန်တော် CC လည်းရမယ်ကိုတော့စောနာပြောတဲ့ defend နေလည်းအကုန်ရသွားမယ်နော်ဒါဆို water on သိမှတော့ AC လေးထားခဲ့လို့ရပြီ။ဒါပေမဲ့ထားခဲ့လို့ရပြီဆိုတော့တေချာလေးလည်းကြည့်ပြုံတခါတလေအဲဒါမျိုးလေးတွေကြာရင်ကျွန်တော် water လေးကိုတေချာလေးထိမ့်ပေးမယ်။ Okay ဗတာဟန်ဟန်လေးထည့်ပေးလိုက်တယ်။ဒါတော့ပဲအဲ့လောက်အရင်အေးမကြည့်ဘူး။ ပြီးတော့ကိုတို့တွေဒီညမှာကျွန်တော်ဂျမ်းအဲလိုပြစ်မယ်နော်ခဏလေးစောင့်မယ်မြားနည်းနည်းခေါင်းလွှဲနေရတွေ့ချောင်းမလို့စောင့်ပေးမယ်ပြီးရင်ပြစ်ပြီးအာတောင်ဟုတ်ကိုလုံးဝပေါသွားပြီးတော့ brother တို့လုံးဝအဆင်ပြေတယ်โอเคပြီးတော့ကျွန်တော်ဘာရှာမလဲ rocket ball လေးတွေရှာလို့ရတယ်ဗျမဆွေပျောက်ကြီးအုပ်ပေးမယ်နော်တွေ့လား enemy ကင်းတက်လာရယ်နော်โอเคအဲ့လိုမျိုးလေးတွေပဲတတိထားစရာလိုတာကျွန်တော်အားလုံး okay တယ်โอเค good အမတိမ်မောတော့ CC လေးဘက်ကနေပြီးတော့ဗာစီးပါးလေးရှာကျင်တာ sorry CC တောင်ဖြစ်သွားတယ် စီးပွားရာကိုဘယ်နေရာမှာရှာမလဲဒီနေရာလောက်ကိုရှာမယ် okay ဒီမှာစိုက်ရှင်းမယ် rocket လေးတွေ yes ဒီတော့ကိုရောဒီမှာကင်းကြံသေးရတော့ကင်းမချသေးဘူး okay ကင်းနေရှာမယ်ဟမ်းနောက်တစ်ကောင်ထည့်မယ်ရော့ rocket လေးတွေပြစ်မယ် okay မှာ race လုံးကင်ပြလိုက်ပြောင်း freeze up ပြလိုက်ပဲဒီကနေပြီးတော့ကျွန်တော်ဘာရှာမလဲဝရင် champion validity လုံးဝအပြင်းစားလေးရိုက်ခတ်ပြလိုက်မယ်ပျောက်ကြီးတစ်ချက်အောင်မယ် โอ้ဘာဒန်လေးကိုပြေးမသေးစေချင်တော့ရပြီ brother တို့ဘာမှလုပ်ဆရာမလိုတော့ဒါရှိသမျှ rocket တွေအကုန်ရှာပေးလိုက်ပေါက်သွားပြီ3 star king velody channel jan spare channel free this spare တွေ true ရအများကြီးပို့တယ်ကျုံ oh my god ဆောင်းရမိုက်တဲ့ဒီ14 attack ကဆက်လေးမှလည်းအဆင်ပြေတယ်ဆက်သုံးမှလည်း rocket ball လူးသုံးမယ်ဆိုလည်းအဆင်ပြေတယ်ကျွန်တော်ဆက်သုံးမှတော့ ဒီ Super Minion ကိုတော့ recommend ပေးတယ်တော်တော်လေးမိုက်တယ် site ချင်းပါညာလဲဒီဒီ Selim မှာမပါရောက်လို့ဆိုတော့ Selim မှာကျတော့ defend နည်းနည်းကျန်းတာတွေ Infernal တွေက level မြင့်လာပြီ Eagle တွေကတော်တော်လေးမြင့်လာပြီဆိုလို့ရှိရင်တော့အနီးနားလေးမှာရှိနေတယ် Rocket လေးနဲ့ site ချင်းလိုက်တာကပို့ပြီးတော့မိုက်တယ်ဗျာ โอเคအဲ့တော့ကျွန်တော်ရနောက်တစ်ပိတ်ထပ်ပြီးတော့တိုက်ပြအောင်မယ်โอเคဒီပိတ်ဟာဆိုလို့ရှိရင်တော့14မှတ်ပြီးတော့15ကိုလုံးဝ max နီးနီးလောက်ဖြစ်နေတဲ့ဘီလေးကိုပေါ့တိုက်ပြပေးမယ်ဒါကိုပေါ့တိုက်မှာတော့14နဲ့ပဲတိုက်မယ်စောနာက true ပုံစံ attacking လုံးဝအတူတူပဲဒီနေရာမှာကျွန်တော်တေချာလေးကြည့်မယ် spare out ရမယ့်နေရာများလားဘယ်နေရာကိုကျွန်တော်တို့က fireball ပြစ်မလဲအဲ့ဒါလေးကိုပဲကျွန်တော်အရေးကြီးဆုံးကြည့်ရမယ်နော်ဒါကိုပေါ့ဒီလိုနေရာမျိုးဆိုရင်တော့ကျွန်တော်ကอืมကျွန်တော်ဒီ monolith ကိုတော့ပြစ်ချင်တယ်ဒါပေမဲ့ town hall ကမရနိုင်ဘူး မရနိုင်ဘူးဆိုတော့ကိုဘောတို့ H4 နဲ့ Monolith နဲ့ဆိုရင်တန်လာမတန်တော့ဘူးနော် brother တို့ Inferno single အရင်များတဲ့ base ဆိုတော့ Okay အဲ့ဒါဆိုကိုဘောတို့ပြောင်းပြီးတော့ပြင်မယ် Eagle ကိုပြင်မယ် Eagle ကိုပြင်ကိုတော့ CC ပါရနိုင်ခြေလေးနည်းနည်းငယ်ရှိတယ်ဗျာဒါပေမဲ့သူကနည်းနည်းတော့လှမ်းနေတယ်ဒါပေမဲ့ရနိုင်မယ်လို့တော့ထင်တယ်အဲ့တော့ကိုဘောတို့ကဒီ Eagle ဘက်ကနေပြင်မယ်နော် Okay let's go brother တို့ ဒါကဘောပျောက်ကြီးရကြတော့ပုံမှန်အတိုင်းကျွန်တော်ရှောက်လုံးပဲတိမ်မောင်တို့ကထပ်ပြီးတော့ချော့လို့တိုးလို့ရသေးရဲ့ freezing span နဲ့လဲမယ်ဆိုရင်နော်ဘာလို့လဲဆိုတော့ကိုတိုက်ရမယ့် B ကတေချာလေးကြီး defense နေဘလောက်အုပ်ရမလဲပေါ့ပျောက်ကြီးတွေလိုက်ရေးလိုက်ပြအဝိုင်းလေးရှာပြနော်ဒါကဘောစာပြီးတော့ရှာပြနော် brother ဒီမှာ water လေးရှာတယ်နောက်က healer လေးလိုက်တယ် CC နဲ့နည်းနည်းလှမ်းလို့ရှိရင်ကျွန်တော်တို့က rocket လေးနဲ့ site ရှင်းလို့ရတယ်။တအားကတ်သွားရင်တော့သွားမချင်းနဲ့နော်။ဒါ CC ထွက်လာရင်ကျွန်တော်တို့ပြဿနာတက်မယ်။ဒါဆိုရင်ထက်ထက်လို့အရှင်းနေမကောင်းတော့ဘူးကိုဘမထဲတော့ဘူးနော်။อืม โอเคဒီမှာကိုတော့ပျောက်ကြီးလေးပါညာတစ်ချက်ကြည့်မယ်နော်โอเคလာပြီနော် brother တို့ပျောက်ကြီးရှာပြီးဒီမှာ1 2 3 Oh my god Oh my god Aquish လေးရှာမယ်လိုချင်တာလေးတွေလုံးဝရတယ်နော် brother တို့အဆင်ပြေတယ်နော်ဒီမှာဆိုရင်โอเคဒါလေးကိုခဏထားခဲလို့ရမယ်ဗျာအဲ့တော့ကိုဘောတို့ကဘယ်နေရာမှာကျွန်တော် Sea Barrel လေးရှာမယ်ဆိုတော့ကိုဘောဒီဘက်ကနေပြီးတော့မှ Queen Valerie ရှာမယ်ကျွန်တော် Super Warfrick ထည့်မယ် ซีบาร์လေးရှာမယ်ကျွန်တော်กินရှာမယ်ရော့ကက်လေးတွေဒီမှာရှာပေးမယ်ဆိုတော့အလဲဝင်ွားလေးပဲတွေ့သူกินရစပါဝေါ်ဖရိတ်ကိုကဘောကအာโอเคရှင်နောက်တက်ခွဲပေးလို့ရတယ်ဒါပေမဲ့မကွဲတော့ဘယ်နဲ့ကဘောဂျန်စပန်နဲ့ပေးဝင်ခိုင်းမယ်ဒီကောင်လေးကို good ဒီဘက်ကိုစိုက်ရှင်းမယ်နော် good စိုက်ရှင်းနေဒီညမှာ freezing over လုံရင်အုပ်ထားလိုက်မယ်နော်ကိုတော့ကင်းရတော့တောင်းဟုတ်ကိုပဲကျွန်တော်တားကတ်ထားပြီးတော့ကျုံးကြည့်မယ်ပျောက်ကြီးတစ်ချက်အုပ်လိုက်မယ် โอเคกินเวลาดิป่วนเน่ nice ตาฮอกก็ยาเนาะกินก็บ่สะลบเลยสรดิบักก็นี่ปิ๊ดวายแชมเปี้ยนเวลาดิโรเก็ตปิ๊ดเม้โรเก็ตดิปิ๊ดเม้เกเปี่ยวจิตะอุ้มเม้บาโอ้ my god race test ช่าเม้โอเคโอเคโอเคเนเน่ได้ตองทาไปโอ้ตายเจซุตินะโอเคกูดนอกตะเช็ดโอ้มายก็อดตูตีกูตีรอผิดกုံลงมาเวฟรีเซนนี่ตะเช็ดช่ามั้ยพี่เราโรคเก็ตนี่ช่ามั้ยเนาะ ရော့ကက်လေးတွေရှာမယ်အဲအနာလေးတွေထည့်မယ်ဗျာနောက်ဆိုရင်နောက်ကဝီဇယ်လေးတွေလိုက်မယ် good စပါဝေါ်ဖရစ်ထည့်မယ်အာရှာလေးရှာမယ်ဒါကကျတော့ဘလို့အခြေအနေမျိုးဖြစ်သွားတယ်ကျွန်တော်ဆက်လေးနဲ့ချိန်ရတဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့ကျန်းတယ်မပေါက်ဘူးလားဆိုတော့မဟုတ်ဘူးလုံးဝပေါက်တယ်3 star တော့အသိမောင်းတော့ fireball ရွေးတဲ့နေရာလေးကိုသေချာလေးကြည့်ရမယ်နော်အဲ15အိုတောင်ဖောင်းနိုင်တဲ့အနေထားမျိုးတွေဆိုရင်တော့တိမ်မလို့73တို့73တို့74တို့74လောက်လို့ကတော့လုံးဝဒီ fireball attack ကကျွတ်စင်ကြီးပါ Fireball ရအားသာချက်ကအဲ့ဒါပဲဗျဒီကိုထက်တောင်ဟုတ် level တစ်ဆင့်လောက်မြင့်တဲ့အထိကိုဒီကောင်တွေကတိုက်လို့ရတယ်အဲ့ဒါလေးတခုကအရင်မိုက်တယ်ဗျအဲကြောင့် Fireball လေး try မယ်ဆိုလို့ရှိရင်လည်းကက်ကက်ခဲခဲအပြောက်ကြီးတွေအများကြီးအုပ်ပြီးတော့မှအကွက်ရှာမယ် attacking မျိုးမဟုတ်ဘဲနဲ့ဒါမျိုးအနှဲငယ်နဲ့ရှာပြီးတော့မှဒီလိုမျိုး Fireball attacking ကိုသုံးလို့ရမယ် attacking ဆိုတော့ကိုဗောဒါလေးကိုတိုက်စီချင်ပါတယ်ကျွန်တော် Rocket Volume လေးသုံးပြီးတော့လည်း ကျိတ်လို့ရတယ်ကျွန်တော်ဒီဘက်ကနေပြီးတော့ Super Minion နဲ့တုံးပြီးတော့လဲတောင်းဟောဆက်တုံးမှာကျိတ်မယ်ဆိုရင်လုံးဝအဆင်ပြေတယ်ဗျ။ Okay ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတောင်းလဲကျေးဇူးများကြီးတပါတယ်။ကိုဘဲဗီဒီယိုလေးကိုလဲ like and subscribe လေးနှိပ်ပြီးတော့မှာအားပေးလို့ရပါတယ်။အားလုံးပဲပိုက်ပိုက်ပါကျွန်တော်ရဲ့နောက်ဗီဒီယိုများမှာပြန်လဲဆုံတွေ့ကြပါမယ်ဗျ။